တခါတလေကပြာဝိတုနဲ့ပကြည်လက်ရတွေဟာအယမ်းရှုပ်ထွေးပြီးနားလဲရခက်တယ်တဲ့။ဘာကြောင့်များအနုပညာရှင်တွေဟာရှင်းရှင်းလင်းလင်းမရေးရတာလဲတဲ့။အနုပညာရှင်တွေအတွက်ကတော့ရှင်းတယ်။တချို့အနုပညာတွေဟာရှုပ်ထွေးနေရတာဟာလူသားဘဝရဲ့ရှုပ်ထွေးမှုကိုထင်ဟတာပဲ။ခက်ပြာအနုပညာဟာလူသားဘဝမှာကြုံတွေ့ရတဲ့ ဘဝအတိတ်ပဲမရေရာမှုတွေအ내ထွေပြားမှုတွေအသိပညာဆိုင်ရာပြိပက္ခတွေတင်ထဟပ်ပြတဲ့အခါခက်ခဲသွားတာပဲသတ္တနာပညာရှင်နိရှိကလည်းအမှုပညာရဲ့မရှင်းလင်းမှုဟာခေတ်ဆန်တဲ့လူသားဘဝရှုပ်ထွေးဆန်ပြားတဲ့ဘဝတွေကိုဖော်ထုတ်ပြခြင်းပဲလို့မြင်တာဂျာဂိုနိရှိက ဂရိနတ်ဘုရားဒိုင်ယာနိုက်ဆစ်ဆန်နဲ့ခေတ်မျိုးလို့ဆိုတယ်ဂရိမစ်တွေကိုလေ့လာကြည့်ရင်ဒိုင်ယာနိုက်ဆစ်ရဲ့ဘဝဖြစ်တည်လာပုံကအင်မတန်ခေတ်ဆန်နာကိုတွေ့ရတယ်မစ်တခုမှာဇူးစ်ဟာပါဆာဖနီနဲ့ညာပြီးဇာဂရီးယပ်စ်လို့ခေါ်တဲ့ဥဂျိုနဲ့ကောင်လေးတယောက်ကိုမွေးတယ် ဇုစ်ကသူ့မိမဟီရာဒုက္ခပေးမှဆိုတဲ့အတွက်ခရီကျွန်းကလိုက်ကူတစ်ခုမှဇာဂရီယပ်ကိုဖွက်ထားတယ်။ခရီကျွန်းဘွားလူပလူတွေကစောက်ရှောက်ပြီးတယ်။ဒါပေမဲ့ဇုစ်မိမဟီရာကဒီကလေးကိုတတ်ချင်တာ။ဒါကြောင့်တိုက်တန်နဲ့ဘလူတွေကိုဆေးလွှတ်လိုက်တယ်။တိုက်တန်တွေဟာနောက်ဆုံးမှာဇာဂရီယပ်ရဲ့ဥโจနဲ့ခြေထောက်ကိုမြဲမြဲဆုပ်ပြီးဖမ်းလိုက်နိုင်တယ်။ ပြီးတော့ဇာဂရီယက်ကိုအစိတ်စိတ်အမွားအမွားဖြစ်အောင်ဆွဲဖြဲပြီးအရှင်လက်လက်ကိုက်ဖြတ်စားတော့ကြတယ်။ဇာဂိုဉာဏ်ပညာနဲ့ဖျားမှအေဒီနာမြင်သွားပြီးဇာဂရီယက်ရဲ့နှလုံးသားကိုရအောင်ခဲ့ခဲ့တဲ့။အေဒီနာဟာတွေးတန်ရဲရဲနဲ့ဇာဂရီယက်ရဲ့နှလုံးသားကိုပိုက်ပြီးဇူးစီပြေးတော့တာပဲ။ဇူးစီရောက်တော့ ဇာဂရီးယက်စ်ရဲ့တဒုတ်ထုတ်ခုံနေတဲ့နှလုံးသားကိုပေးတယ်။ဖြစ်ကြံကုန်စင်ရှင်းပြတယ်။ဇူးစ်ကဇာဂရီးယက်စ်ရဲ့နှလုံးသားကိုသူ့ချစ်သူဆင်မလီစီကိုမော်ကြီးပန်းကြီးနဲ့ယူလာတယ်။ပြီးတော့တဒုတ်ထုတ်ခုံနေတဲ့နှလုံးသားကိုအစိမ့်လိုက်ဝါးစားလိုက်ပါဆင်မလီတဲ့။ဇာဂရီးယက်စ်ရဲ့လေးရဲ့နှလုံးသားကိုဆင်မလီကစားလိုက်တဲ့အခါကိုဝင်ရှိလာတယ်။အဲ့ဒီကနေမှ နတ်ဖျားဒါယာနိုက်ဆက်စ်လေးကိုမွေးဖွားလာတယ်လို့အဲ့ဒီ myth ကဆိုတယ်လူသားဘဝဆိုတာဒါယာနိုက်ဆက်စ်ရဲ့ဘဝလိုပဲ chaos modern နုပညာဆိုတာပိုင်းစားစိတ်မွာနေတာတောင်မှတဒိတ်ဒိတ်ခုန်နေစင်းနှလုံးသားပြီးတော့အဖန်တလဲလဲအစ်စ်ပြန်မွေးဖွားပေးနိုင်တဲ့အ내ပြန်ဖွင့်ဆိုဖို့အမျိုးမျိုးကိုဖိတ်ခေါ်နေတဲ့အရာ နိရှိပြောတဲ့အနုပညာမှာဒါယာနိုက်ဆက်ဆန်တဲ့ခေတ်စိတ်လှုပ်ရှားမှုနဲ့အံ့ဩပနံဖြစ်မှု sublime ဆိုတာဒီသဘောပဲသူက အပိုလိုဆန်တဲ့တည်ငြိမ်မှု ရှင်းလင်းမှု ကြောင်ကျိုးဆင်ခြင်မှုတသက်ချက်ဒါယာနိုက်ဆက်ဆန်တဲ့အနုပညာကိုအလေးပေးတယ်ဒါပေမဲ့အနုပညာဟာဒီအင်အားစုနှစ်ခုကြားထဲကလှုပ်ရှားတတ်ဝင်နေတဲ့ dynamic သဘောကနေလာတယ် ဒါကြောင့်အနုပညာဟာအမြဲတမ်းရှင်းလင်းနေဖို့မလိုဘူး။ဘဝဟာတကြောင်ဆွဲအဖြစ်တွေနဲ့ရှင်းရှင်းလင်းလင်းရှိနေတာမျိုးမဟုတ်ဘူး။မင်းခဲ့ရေလူချင်းမျိုးအချင်းပင်နာစင်မှုအတွက် SS reader မှာကျေးဇူးတင်ရှိပါရဲ့ရှင်